အခုတွေ့နေရတာကတော့ရေကွက်တလုံးပါပဲဒါပေမဲ့အတားမှန်ရေကွက်တော့မဟုတ်ပါဘူးအာကသရေမှုတွေအတွက်တနည်းအားဖြင့်အာကသထဲမှာတောက်ဖို့ထုတ်လုပ်ထားတဲ့ရေကွက်ဖြစ်ပါတယ်စွဲငင်အားမရှိတဲ့အာကသထဲမှာရေကွက်နဲ့ရေတောက်ဖို့မလွယ်လောက်ပါဘူးရေတွေကလွင့်ကျင်တယ်လို့လွင့်နေတာကြောင့်ပါပဲအဲ့ဒါကြောင့်ပုံမှန်ဆိုရင်အထူးပြုလုပ်ထားတဲ့ရေထုတ်တွေကိုပိုင်းနဲ့ဆုပ်တောက်ကြရတာပါဒါပေမဲ့အင်လွတ်တက်တဲ့အာကသရေမှုတွေကတခါတလေကျရင်တော့ ခွလေးကင်ပြီးဒစိမ့်စိမ့်မောတော့ကျင်တက်ကြပါရယ်အထူးသဖြင့်ရေမောပဲကော်ဖီဖြစ်ဖြစ်ရေဖြစ်ဖြစ်တောက်ချိန်ရင်ပိုင်းနဲ့တောက်ရတာကခံစားလို့ကောင်းမှာမဟုတ်ပါဘူးတကယ်တော့အကတာထဲမှာအရက်တောက်ခွင့်ပြိမ့်မထားပါရယ်ဒါပေမဲ့လည်းခိုးတယ်ပြီးခွပုံးချနေတဲ့ကိစ္စတွေကတော့ရှိနေကြတာပါအထူးသဖြင့်ရုရှားအကတာမိုးတွေပါပဲအခုပြောနေတဲ့ခွလေးနဲ့ဆိုရင်ခွတ်တက်ပြီး cheers လို့လို့လည်းအစဉ်ပြေလာပါရယ် အာကာတာနဲ့တောက်လို့ရတဲ့ရေခွက်ကဒီတမျိုးတည်းရှိနေတာပါ။ဒီဇိုင်းကတော့ဘိုးရိုင်းအင်တာအတီးစားလေးလိုလိုပုံစံပေါက်နေပါတယ်။ဒီခွက်သေးကိုရင်းညစ်ပေးထားလိုက်ရင်ရေတွေကဘယ်ကောမှပြတ်တော့မှာမဟုတ်ပါဘူး။ဂျူပပေရာသဘောရဲ့စမ်းချိန်မှုလိုပဲပြောရမှာပါ။ခွက်ရဲ့အဝါကတော့ရေဆက်ပုံစံလိုမျိုးရှိနေတာပါ။တောက်ချင်နေဆိုရင်တော့ခွက်လေးကိုစောင်းပြီးအဝါကျင်းတဲ့ဘက်ကနေဆုပ်ချလိုက်ရမှာဖြစ်ပါတယ်။